မေလာ22ရက်နေ့မှာနားဆင်ရမယ့် Ganyaw Pi Times ရဲ့သတင်းတွေကတော့မူပြဲမြို့မှာစစ်ကောင်စီ PNO ပြည်သူစစ်နဲ့တော်လှန်ရေးတပ်ဖွဲ့တို့အကြားတိုက်ပွဲတွေရက်ဆက်ဖြစ်ပွားနေပါတယ်။ဖရူဆိုမြို့တွင်မှာစစ်ကောင်စီတပ်သားတွေဟာကင်းရှင်ယူထားတဲ့အတွက်ဒေသခံတွေကိုမြို့တွင်သွာလာမှုကတ်တက်ထားပါတယ်။ဒီမိုဆိုမြို့နယ်ပညာရေးဘုတ်အဖွဲ့ကနေပြုလုပ်တဲ့ ECCD ဆရာဖြစ်တင်တဲ့ကိုတင်နန်းသူ89ဦးတက်ရောက်ပြစီခဲ့ပါတယ်။အပိသက်သဘောတူညီမှုမရမချင်း ။တရင်ချက်လက်မပေါက်ကြရဲ့အပါအဝင်ခုနှစ်ချက်ဖြင့်လေပွေးကြဲကုမ္ပဏီနဲ့ရွှေမြူစုကြားသဘောတူညီခဲ့ကြပါတဲ့ဆရတဲ့တရင်တွေကိုနားဆင်ရမှာပါရှင်။ရှန်ကရီနီနဲ့ဆက်မိုးပြဲမြို့မှာစစ်ကောင်စီတပ်နဲ့အတူစစ်ကြောင်းထိုးလာတဲ့ပအိုးပြည်သူစီ PNO နဲ့တော်လရင်တပ်ဖွဲ့တွေအကြားတိုက်ပွဲတွေရက်ဆက်ဖြစ်ပွားနေတယ်လို့ကရီနီအမျိုးသားများကောက်ွယ်ရေးတိုက် KNDF ကပြောပါတယ်။စစ်ကောင်စီတပ်နဲ့ PNO တို့ပူးပေါင်းပြီးမိုးပြဲအခြေဆိုင် ခမာရလေးနေနေတက်ကနေ ဇန်နဝါရီလ16ရက်နေ့မှာအင်အား300ဝန်းကျင်နဲ့မိုးပြင်းမြို့ကိုစစ်ကြောင်းထိုးခဲ့တာပါ။ဧပြီလ28ရက်နေ့မှာလည်းအင်အား100ဝန်းကျင်နဲ့မိုးပြင်းမြို့ကိုထပ်မံစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းတွေကိုတော်လရဲပူပေါင်းတပ်ဖွဲ့တွေကနေခုခံတိုက်ခိုက်နေတာဖြစ်ပြီးအခုရက်ပိုင်းအတွင်းတိုက်ပွဲပြင်းထန်နေသလိုနှစ်ဖက်အထိခိုက်ကြဆုံမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ဒေသတွေကိုလည်းတနက်ကြီးပြစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် ဒေတာခရရဲ့လူနေအိမ်တွေလေယာရီပျက်စီးမှုရှိနေပါတယ်2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာစခဲ့တဲ့တိလေလုံးစစ်စင်ရဲ့ကြောင့်မူပြဲမြို့ကိုတော်လရေးပူပေါင်းတပ်တွေကထိ ंछ ုပ်ထားနိုင်ခဲ့တာပါအဲဒီနောက်မူပြဲအခြေဆိုင်ဖြစ်တဲ့ခမာယာလေးနေနေတပ်ကိုတော်လရေးတပ်ဖွဲ့တွေကသိမ်းယူဖို့ကြိုးစားခဲ့ပေမဲ့မရရှိခဲ့ပါဘူးအခုတဖန်စစ်ကောင်စီရဲ့စစ်တောင်းကိုတော်လရေးပူပေါင်းတပ်တွေကခုခံတိုက်ခိုက်နေရပြီးကင်းစခန်းငယ်တွေကိုလည်း လက်လွလိုက်ရတာတွေရှိတယ်လို့မိုးပြဲချစ်ဆိုင်တော်လရင်တပ်ဖွဲ့ရေးစီကနေသိရပါတယ်။မိုးပြဲတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖက်ကအစိမ့်ငွေဘုံတွေနဲ့အုံပြူတိုက်ခိုင်းနေတယ်လို့လည်းတော်လရင်တပ်ဖွဲ့တွေကပြောပါတယ်ရှင်။ဂရီနီပြည်ပြူဆိုမြို့တွင်းမှာစစ်ကောင်စီတပ်သားတွေဟာအခုရက်ပိုင်းအတွင်းတပ်ပစ်ထွက်ပြီးကင်းရှင်ယူနေတာတွေခက်ဆက်ဆိတ်ရှိလာတာကြောင့်ဒေတာခံတွေရဲ့မြို့တွင်းအဝေးထွက်သွားလာမှုတွေကိုကတ်သတ်ထားတယ်လို့တော်လရင်တပ်ဖွဲ့တွေကပြောပါတယ်။စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်မြို့ပြင်ကင်းရှင်ထွဲတာတွေရှိသလိုဖရူဆိုမြို့ကမိသက်ယုံအနီနာမှာလမ်းပိတ်ထားတာကြောင့်မိုင်းတွေထောင်ထားနိုင်တယ်လို့လည်းတော်လိုင်းရင်တပ်ဖွဲ့တွေကပြောပါတယ်။စစ်ရေးနဲ့လုံခြုံရေးအခြေအနေရဒေတာခရင်ကိုမြို့တွင်အဝင်အထွက်ပြုလုပ်ဖို့ကတ်သက်ထားသလို လုံခြုံရေးသတိရှိကြဖို့ကိုလည်းတော်လိုင်းရင်တပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်။ကြာပြင်အခုကာလဟာစိုက်ပျိုးရာသီရောက်ရှိနေတာကြောင့်တောင်ယာလုပ်ငန်းတွေကို အားထားလုပ်ကိုင်နေရတဲ့ data carry အနေနဲ့လည်း တွာလာရင်မှာအထူးကယူဆိုင်ကြဖို့တန်လန်ရင်တပ်ဖွဲ့တွေကထမှန်တိုက်သွန်းထားပါတယ်ဖရူဆိုမျိုးတွင်မှာတိုက်ပွဲမဖြစ်တာကြာမြင့်နေပြီဖြစ်ပေမဲ့စစ်ကောင်စီတပ်သားတွေကတော့ကင်းလက်တာတွေကင်းထောက်တာတွေပုံမှန်ရှိနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့မက်ရှလအတွင်းမှာလည်းဖရူဆိုမျိုးတွင်ကဒေတာခန်ရဲ့နေအိမ်6လုံးကိုစစ်ကောင်စီတပ်သားတွေကမိရှုဖျက်ဆီးခဲ့ပါသေးတယ်ဖရူဆိုမျိုးနဲ့အတွင်းမှာတော့စစ်ကောင်စီရဲ့ခမရ93ခမရ48မြို့မရဲစခန်း အမှတ်၁၄တမ်းမြစ်၁၄ကျေးရဲ့ကြောင်းစားတဲ့တန်စခန်းတွေရှိနေပါတယ်။ဒီမော့ဆွန်မြို့နယ်ပညာရေးဘုတ်ဖွဲ့ကနေပြုလုပ်တဲ့ ECCD ဆရာဖြစ်တင်နန်းကိုတင်နန်းသူ89ဦးတက်ရောက်ပြီးစီခဲ့ပါတယ်။ Green ပြည်ဒီမော့ဆွန်မြို့နယ်အနောက်ဘက်ခြမ်းကကျေးရွာတရွာမှာဒီမော့ဆွန်မြို့နယ်ပညာရေးဘုတ်ဖွဲ့ကနေပြုလုပ်တဲ့ ECCD ရှေးဦးကလေးတငယ်ပြုစုပြောင်းရင်းနဲ့ဖွေဖြိုးရေးဆရာဖြစ်တင်နန်းကို တင်းနှင်းသူ89ဦးတက်ရောက်ပြီးစီးခဲ့ပါတယ်။တင်းနှင်းဆင်းပွဲကိုတော့မနေ့ကမေလာ23ရက်နေ့မှာပြုလုပ်သွားခဲ့တာပါ။အဲ့ဒီတင်းနှင်းကိုဂရီနီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အမျိုးသမီးနဲ့ကလေးတငယ်ရေးရာဌာနနဲ့ဒီမိုဆိုမြို့နယ်ပညာရေးဘုတ်ဖွဲ့ကပူပေါင်းလှူဆောင်ခဲ့တယ်လို့သိရပါတယ်။တင်းနှင်းပြီးစီးသွားခဲ့တဲ့ဆရာမ89ဦးကိုမြို့နယ်အလိုက်ဘုတ်ဖွဲ့တာဝန်ခံတွေကတလားတစ်ကြိမ်ဒါမှမဟုတ်တလားနှစ်ကြိမ်မူကြိုဆရာမ ကလေးမိဘကော်မတီတွေနဲ့တွဲဆုံပြီးအနီးကပ်အကြံပေးတာပတ်ပိုးတာတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ပြောပါရယ်။တင်နန်းကာလတောင်ပတ်ကြာမြင့်ခဲ့ပြီးကစားနီးတွေပကြီဆွဲနီးတွေကလေးပြုစုပြထောင်နီးတွေရေကျေးမှုအပြင်တခြားဗဟုသုတအကြောင်းအရာတွေကိုတင်နန်းဆရာမရှိဦးကနေတင်ကြားပေးခဲ့တယ်လို့သိရပါရယ်ရှင်။အပိတက်သဘောသူညီမှုမရမချင်းတရင်ချက်လက်မပေါက်ကြရဲ့အပါဝင်ခုနှစ်ချက်ဖြစ် လေပွေကျဲကုမ္ပဏီနဲ့ရွှေမျိုးစုကြားသဘောတူညီခဲ့ကြပါတယ်။ရှန်ဂရီနီနဲ့ဆက်ဖဲခုံမျိုးနဲ့တိကျိတ်ကျွရအနီးမှာရှိတဲ့မြင်းမထစ်တောင်တပ်သူတူဖော်ရဲကိုကက်ကွဲနေတဲ့ဒေတာခန့်ပရာဒေါင်းရွှေမျိုးစုနဲ့လောက်ကွဲကုမ္ပဏီဖြစ်တဲ့လေပွေကျဲကုမ္ပဏီတို့ကြားညနိုင်ဆောင်ရွက်ရေးမှာအပိတသဘောတူညီမှုမရမချင်းတရင်ချက်လက်မပေါက်ကြရေးအပါအဝင်ခုနှစ်ချက်ဖြင့်နှစ်ဖက်သဘောတူညီခဲ့ကြပါတယ်။ဒီသဘောတူညီချက်တွေကိုပရာဒေါင်းရွှေမျိုးစုကောင်ဆောင်လေးဦးကို လေပွေ့ကြက်ကုမ္ပဏီကဖန်စီ6နောင်ထားတဲ့အတွင်းမှာညနေရရှိလာတဲ့သဘောတူညီချက်တွေဖြစ်ပြီးမနေ့ကမေလ23ရက်နေ့မှာပရန်ဒေါင်းရှင်မျိုးစုဘက်ကထုတ်ပြန်ထားပါတယ်။ဖန်စီခံရခြင်းအတွင်းသဘောတူညီချက်ချမှတ်မှုတွေကလည်းဒေတာခံရရဲ့သဘောထားအစီအမံမဟုတ်နိုင်ကြောင်းကိုဂရင်းနီပြည်တွင်းမှာရှိတဲ့အရက်ဖက်ဖွဲ့စည်းတွေကမှတ်ချက်ပြုထားကြပါတယ်။ရှင်မျိုးစုနဲ့ကုမ္ပဏီကြားနှစ်ဖက်သဘောတူညီချက်နဲ့ပတ်သက်ပြီးပရန်ဒေါင်းရှင်မျိုးစုဥက္ကဋ္ဌဖြစ်တဲ့ခွန်အောင်နိုင်စွန်းကို ကနေ့ပြည်ထိုင်ကဆက်တွဲမင်းမြန်ခဲ့ပေမဲ့မေလာ23ရက်နေ့အထိအကြောင်းပြန်တာမရှိသေးပါဘူးတတုဒူဖော်ရေလုပ်ငန်းအကောင့်ထဲဖော်နိုင်ရေးအပိတန်ညင်နိုင်ဖြစ်ရှင်နိုင်ဖို့အတွက်လေးပွေကြဲကုမ္ပဏီကယန်းပြည်တိပါတီဘူကော်မတီတို့နဲ့ဒေတာခံပရာတောင်ရွှေမြစုတို့ဟာမမဲမေလာ26ရက်နေ့မှာကယန်းပြည်တိပါတီဘူဌာန6ရုံးမှာပြန်လည်တွေ့ဆုံဆွေးနွေးတွားဖို့ရှိတယ်လို့သဘောတူညီထားကြောင်းကိုလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင် ကနေ့ောက်ဒီ time set မေလာ22ရက်နေ့သတင်းတွေကိုနားဆင်ခဲ့ရတာပါကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးလုံခြုံပေးခဲ့တဲ့ဘဝကိုအမြဲဆုံးပိုင်ဆိုင်နိုင်ကြပါစေရှင်ကျမမိုးဦးညပါ